မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမလိုင်မြို့နယ်အတွင်းစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ခွေးများကိုတိုက်ခတ်ရာစစ်ခွေးတွေဘက်က10ဦးသေဆုံးပြီးရုံအလောင်း9လောင်းနဲ့တပ်နက်3လက်ကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ28ရက်နေ့ညနေ4နာရီခန့်မှာမလန်မြို့နယ်အောင်သာရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးများဟာအင်အား120ကျော်နဲ့ ညင်းသေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာ၃နိုင်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးတွေဘက်က10ဦးသေဆုံးကစစ်တပ်ဘက်က၄ချောင်းပြစ်ကူများနဲ့ပါပြစ်ကူတိုက်ခိုက်ခဲ့ခြင်းကြောင့်တော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။ စိတ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တာပါစိတ်ခွေးဆယ်ကောင်တည်ပြီးတော့အလောင်း၅လောင်းနဲ့တနက်၃လက်သိမ်းဆီးနိုင်ခဲ့ပါတယ်ဒီကောင်တွေဘက်ကလေကြောင်းပစ်ကူတွေရောက်လာတဲ့အတွက်ကျွန်တော်တို့တွေပြန်လည်ဆုတ်ခွာခဲ့ရတာပါလို့မိထီလာခရိုင်အမှတ်နဲ့တိုင်းကတာဝန်ရှိသူကရှင်းပြထားပါတယ်အခုလိုမျိုးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့များကနယ်မြေရှင်းလင်းရေးပြုလုပ်တဲ့အချိန်မှာစိတ်ခွေးအလောင်း၅လောင်း G3 တနက်၂လက် MA2 တနက်တလက် G3 G ပေါက်၃ခု 5.56G 100ကျော် G3G တရားကျော်တို့ကိုတိုက်စီရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မက်ဂွေတာကံမမျိုးနန်းထိုက်တော်ဝင်စတိုးဆိုင်ကိုအကြမ်းဖက်စစ်ခွေးများကဝင်ရောက်ဖောက်ထွင်းပြီးတော့ရိတ်ခါများကိုခိုးယူနေတဲ့အချိန် drone နဲ့တိုက်ခိုက်ရာစစ်ခွေး၃ောင်တေဆုံးပြီးတော့ဆိုင်ကယ်၂စီးတိုက်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ28ရက်နေ့မနက်7:00နာရီကမှနန်းထိုက်တော်ဝင်စတိုးဆိုင်ကိုဖောက်ထွင်းပြီးတော့ရိတ်ခါများခိုးယူနေတဲ့အကြမ်းဖက်စစ်ခွေးများကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျဲပြီးတော့40မမဘုံသီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေး3កောင်တိုက်ဆုံးခဲ့ပြီးတော့တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မော်လွယ်2:00နာရီကမှတော်လိုင်းတပ်ဖွဲ့များကနန်းထိုက်တော်ဝင်စတိုးဆိုင်ကိုနေမြေရှင်းလင်းရေးပြုလုပ်တဲ့အချိန်စစ်ခွေးများခိုးယူထားတဲ့ဆိုင်ကယ်နှစ်စီးကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ အခုလိုမျိုးတိန့်စီရမိခဲ့တဲ့စိုက်ကယ်နှက်စီးကို Red Giant အဖွဲ့ကပန်းရှင်ထံကိုပြန်လဲပေးရခဲ့ပြီးတော့ဒေါ်လာရေးပေါ်များအထိကိမရှိဘဲနဲ့ပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေကနန်းထိုက်တော်ဝင်စတိုးဆိုင်မှာရိတ်ခါတွေခိုးနေတာပါ။အဲ့ဒါကို drone နဲ့တိုက်ခိုက်ခဲ့တာရှင်းလင်းရေးလို့တော့စစ်ခွေးတွေရဲ့စိုက်ကယ်နှက်စီးကိုတိန့်စီရမိခဲ့ပါတယ်။ကျွန်တော်တို့တိန့်စီရမိတဲ့စိုက်ကယ်နှက်စီးကိုစိုက်ကယ်ပန်းရှင်ထံကိုပြန်လဲပေးရခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်းမှာစစ်ခွေး၃កောင်တည်ဆုံးနဲ့၅កောင်ကတော့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Red Giant အဖွဲ့ကဒေါင်းလီကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းရေပြည်မြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးများကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ရာစစ်တပ်ဘက်က10ဦးထက်မနည်းတည်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ22ရက်နေ့မနက်၈နာရီခွဲကမှာဈေးကြရွာဘက်ကနေမြင်းထွေးရွာဘက်ကိုမောင်းနှင်လာတဲ့ အကြမ်းဖက်စိတ်ခွင်းများလိုက်ပါလာတဲ့တံပြားကပွိုက်ကားဒစီနဲ့အိမ်စည်းကား၃စီးတို့ကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒူရကစစ်ကြောင်းရေပြည်ပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF စစ်တပ်နဲ့တပ်ဖွဲ့ဘီလုံးပြောက်ကြားတပ်ဖွဲ့ LGF နဲ့ဒဝဲ Gorilla Revolutionary Force DGIF တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။ဇော်လိုက်လာ23ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှလည်းကြောက်စိတ်ကုန်းရွာကနေမောင်မရှောင်ရွာကိုရှင်တော်ဝဲဖျားလမ်းအတိုင်းစစ်ကြောင်းထုတ်လာတယ်။အင်အား80လောက်ပါတဲ့စစ်ကြောင်းနဲ့ ၎င်းတို့ထံကိုဒဝယ်မျိုးဘက်ကနေစစ်ကူလာတဲ့ point ကားနှစ်စီးနဲ့အင်အားတရာကန်ပါတဲ့စစ်ကြောင်းကိုလည်းတော်လိုင်းတပ်ဖွဲ့များကထပ်မံပြီးတော့ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာ6နိုင်ကန်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်သားများထိခိုက်မှုများပြားကတော်လိုင်းတပ်ဖွဲ့ဝင်များဘက်ကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၂၃ရက်နေ့ပွဲကစစ်ခွေးတွေအထိခိုက်အကြဆုံးများတယ်။ခွေးတွေဘက်ကစစ်ကူတွေရောက်လာလို့ဝင်လုံးမုံမခံနိုင်တော့တာကြောင့်မို့လို့ပါ။ စစ်ခွေးတွေတိတ်ဆုံးတာကဆယ်ကောင်ဝင်းကျင်လောက်တော့ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့စပြစ်ကလေးကဒီကောင်တွေဘက်ကထိသွားတာလို့ LGF ဘီလုံးပြောက်ကြတာဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်၎င်းတိုက်ခတ်မှုကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒူရကစစ်ကြောင်း YPPDF ကျတဲ့နယ်တပ်ဖွဲ့ဘီလုံးပြောက်ကြားတပ်ဖွဲ့ DGRF အဒင်မှုတပ်ဖွဲ့ဒေါနာတက်ခွဲခွန်နဲ့တမနိပြောက်ကြားနဗျံတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေတိုင်းစိတ်ဖြူမြို့နယ်ကပ္ပစာ22ကနေထွက်လာတဲ့အကြမ်းဖက်စိတ်ခွေးများကိုတိုက်ခတ်ရာစိတ်ခွေးတကောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လိုက်လ25ရက်နေ့မွန်လွယ်3နိုင်ကမှာ အကြမ်းဖက်စစ်တပ်ရဲ့ကပ္ပစ22ကစစ်ခွေးတွေထွက်လာနိုင်တဲ့နေရာများကိုတော်လိုင်းတပ်ဖွဲ့များကတွားရောက်မိုင်းထောင်နေတဲ့အချိန်မိနစ်20ခန့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့စစ်ခွေးတွေဘက်ကထိခိုက်မှုရှိတော့လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရယ်ဇူလိုင်လ26ရက်နေ့မနက်7:00နာရီကမှပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာကိုလာရောက်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာမိုင်းနဲ့မိပြီးတော့စစ်ခွေးတကောင်တိုက်ဆုံသွားတယ်လို့သိရပါရယ်ကပ္ပစ22နားမှာကျွန်တော်တို့ကမိုင်းသွားထောင်တာကို ကင်းပတ်ဖို့ထွက်လာတဲ့စိတ်ခွေးတွေနဲ့ပြေခတ်မှုဖြစ်တာမိနစ်20လောက်ဖြစ်ပွားခဲ့ပါတယ်စိတ်ခွေးတွေကနည်းနည်းလောက်ပဲပြန်ပြက်ပြီးတော့ပြေးတာပြေခတ်မှုဖြစ်တာက25ရက်နေမွန်လွယ်3နာရီလောက်ကဖြစ်တာနောက်နေ့ကျတော့စိတ်ခွေးတွေကပြေခတ်မှုဖြစ်တဲ့နေရာကိုလာတဲ့အချိန်ကျွန်တော်တို့ထောင်ထားတဲ့မိုင်းကိုနင်းမိပြီးတော့စိတ်ခွေးတွေကကြွသွားပါတယ် ထိခိုက်ဒဏ်ရာရတဲ့စိတ်ခွေးတွေလည်းရှိတယ်စိတ်ခွေးစေကြောင်းကကပ္ပဆာ20နှစ်ကနေထွက်လာပြီးတော့အနီးနားကကြီးရွာနေပြည်သူတွေကိုရိုက်နှက်တာတွေလုပ်နေလို့ပြည်သူတွေကိုကာကွယ်တဲ့အနေနဲ့စစ်တပ်နယ်မြေအတွင်းနဲ့အထိကိုဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်လို့စိတ်ဖြူငိုတော်ချားစို LDF အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခတ်မှုကိုပေါင်မြုံနယ်ပကဖဇုံလေးပခုတ်ကူ KI ပကဖခွဲသုံးနယ်စိတ်ဖြူငိုတော်ချားစို့အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံနဲ့ကြောင်ပဲမြို့နယ်တို့ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းတို့ကြောင့်ပြည်သူများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ26ရက်နေ့ညပိုင်းမှာနောင်ချုံမြို့နယ်ဟိုခိုကြီးွာကိုစစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ဘုံကျဲခဲ့ရာပြည်သူ၃ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်တစ်လုံးပျက်စီးခဲ့တယ်လို့ဖော်ပြထားပါတယ်။စစ်ခွေးတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကြောင်ပဲမြို့နယ်နောင်ပိန်ကြီးွာကိုလည်း စစ်ကောင်စီကလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့ရာစစ်ရှောင်းနေတဲ့အမျိုးသားတအုပ်ထိမှန်တိုက်ဆုံခဲ့တယ်လို့အသိပေးထားပါတယ်စစ်ခွေးတပ်ဟာဇူလိုင်လ17ရက်နေ့ကလည်းကြောင်မဲမြို့နယ်အထက်ကျူလျှော့ကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းကနေဘုံချဲ့ခဲ့ရာအမျိုးသားတအုပ်ထိခိုက်ဒဏ်ရာရရှိကနေအိမ်ရှစ်လုံးပျက်စီးသွားတယ်လို့သိရပါဗျ နောင်ပိန်နဲ့အထက်ကျူလျှော့ကြီးရွာအပါဝင်စစ်ခွေးတပ်ဟာဇွန်လအတွင်းမှာကြောင်မဲမြို့နယ်ကိုလေကြောင်းတိုက်ခတ်မှု6ကြိမ်ထက်မနည်းပြုတ်လုတ်ခဲ့ရာပြည်သူ9ဦးသေဆုံးပြီးတော့15ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်နေအိမ်34လုံးအဆောက်အဦ5လုံးနဲ့စာတင်ကျောင်းတစ်ကျောင်းတို့ထိမှန်ပျက်စီးခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဟာဇူလိုင်လလယ်မှာ TNLA ထိန်းချုပ်ထားတဲ့နောင်ချုံမြို့ကိုပြန်လည်သိမ်းပိုင်နိုင်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုး TNLA ဘက်ကစုတ်ခွာခဲ့ရတော့လဲနောင်ချုံမြို့ရင်းတိုက်ပွဲများဆက်လက်ပြီးတော့ရှိနေမှာဖြစ်တယ်လို့ TNLA ကအသိပေးထားပါတယ်။ပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ရေးအတွက်စစ်ရေးအမြဲတရရှိရန်နဲ့လေချောင်းရံကာကွယ်ဆိုင်ရာနီလာများကိုလိုက်နာဆောင်ရွက်ရန် TNLA ကနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့အနီးမန္တလေးမရီယာကားလမ်းပေါ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်မန္တလေးမြို့ပေါ်မှာစစ်ဘေးရှောင်ထွက်ပြေးလာတဲ့သူတွေကိုစစ်ကောင်စီအုပ်စုကအဲဆင်းစစ်တာဖမ်းဆီးငွေညှင့်ပေါ်တာဆွဲတာတွေကိုလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးမြို့နယ်ဆယ်မိုင်ကျော်အကွာမန္တလေးမရီယာကားလမ်းပေါ်မှာရှိတဲ့မန္တလေးမြို့နယ်ထမ်းပင်ကုန်းရွာပသိမ်ကြီးမြို့နယ်တရက်ခိုင်းနယ်မြကန်သာရွာတို့ကိုဇွန်လ20ရက်နေ့မှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေး MDYPDF နဲ့မဟာမိတ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်စစ်ခွေးအုပ်စုကလေကြောင်းလက်နက်ကြီးပစ်ကူကပြန်လည်ထိုးစစ်ဆင်နေလို့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါဗျာ။ စစ်ခွဲအုပ်စုကအဲ့ဒီမန္တလေးနဲ့မရယာမြို့ကြားကကြေးရွာတွေကိုဖုန်းအင်တာနက်နဲ့လျှက်စက်မီးတွေဖြတ်တောက်ထားတယ်လို့ကြေးရွာတွေကိုပါလေချောင်းကနေဘုံကျဲလက်နက်ကြီးနဲ့ထုနေလို့အရသာပြည်သူတွေထိခိုက်သေးဆုံးမှုတွေလည်းရှိနေပြီးမန္တလေးမရယာကားလမ်းတစ်လျှောက်မရယာနဲ့ပသိမ်ကြီးနယ်ကကြေးရွာတွေကပြည်သူတွေဟာစစ်ဘေးရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်ပြေးလာတာကတော့အကုန်လုံးပြေးနေရပါတယ် မန္တလေးကနေသွားမယ်ဆိုရင်ကြာနီကန်အကျော်ကလင်းမွေချောင်းတို့ဒဟတ်တော်တို့ကနေစပြီးတော့မြကန်သာဝတုံတရာတရက်ခိုင်လမိုင်းကြောက်တရာကင်းရွာတို့ အဲ့ဒီမရီယာနဲ့ပသိမ်ကြီးအဆက်ကရွာတွေအကုန်ပြေးနေရတာပါတချို့ကမန္တလေးမြို့ပေါ်နဲ့စစ်ကောင်စီလက်အောက်ကရွာတွေဘက်ကိုရောက်လာတယ်တချို့ရွာသားတွေကတော့တော်လိုင်းတက်တွေစိုးမိုးထားတဲ့နယ်မြေဘက်ကိုပြေးတယ်လို့ရှင်းပြထားပါဗျ။မန္တလေးမြို့ပေါ်အထိရောက်ရှိလာတဲ့စစ်ပေးဆောင်ပြည်သူတွေကိုစစ်ကောင်စီအုပ်စုကအေစင်းစစ်တာတို့ဖမ်းဆီးငွေညစ်ပေါ်တာဆွဲတာတွေလုပ်နေလို့စစ်ဆောင်ပြည်သူတချို့မြို့ပေါ်အထိမသွားရဲပဲနိစ္စရာကြေးရွာတွေမှာပဲခိုးလုံနေကြရတယ်လို့ဆိုပါတယ်။ကြာနေကန်ကစပြီးတော့မန္တလေးနဲ့နီးတဲ့ရွာတွေမှာစစ်ဆောင်တွေကြီးပါပဲ။ ဘုံကြီးเจ้าတွေလမ်းမေးတွေအကုန်ပြည့်နေပြီမလျင်တန်ထိထားတဲ့เจ้าကိုเจ้าပြတ်တွေမှာလဲစုပြုံနေကြရတာလို့ဒေသခံတို့ကရှင်းပြထားပါဗျ။စစ်ခွဲအုပ်စုကပြန်လဲထိုးစစ်ဆင်နေတဲ့အချိန် PDF တွေကအရက်သားအသွင်းယူကမန္တလေးမြို့ပေါ်ဝင်ရောက်လာနိုင်လို့ AR မြစ်စိမ့်နဲ့မြို့ပေါ်ရက်ွက်တွေမှာအဲစင်းစစ်တောင်ဖမ်းဆီးတာတွေကိုလုပ်နေတယ်လို့စစ်ကောင်စီအုပ်စုကသတင်းဖြန့်ထားပါတယ်။အာနာသိန်းစစ်ခွဲအုပ်စုဟာမန္တလေးမြို့ပေါ်လမ်းသွားလမ်းလာတွေကိုဖမ်းဆီးငွေညစ်တာ အရှင်းအကြောင်းပြပြီးတော့စစ်ဆေးတာပေါ်တာဆွဲတာတွေကိုလွန်ခဲ့တဲ့နှစ်ပိုင်းကလေးကစတင်လှုပ်ဆောင်နေတာဖြစ်ပြီးတော့လက်ရှိတိုက်ပွဲတွေနဲ့ပုံမိုးနီးကပ်လာတဲ့အချိန်မှာတော့မြို့ပေါ်မှာပေါ်တာဆွဲဖမ်းဆီးစစ်ဆေးတာတွေပုံမိုးလှုပ်ဆောင်လာတယ်လို့မြို့ကန်တွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်စံကလဘူရီစစ်ဆေးရေးဂိတ်မှာမူးယစ်ဆေးဝါးများတည်ဆောင်လာတဲ့ထိုင်းနိုင်ငံသားနဲ့မြန်မာနိုင်ငံသူတအုပ်တို့ကိုဖမ်းဆီးရရှိခဲ့ပြီးတော့မူးယစ်ဆေးပြား9,996ပြား ဖမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ26ရက်နေ့ည9:00နာရီအချိန်မှာထိုင်းနိုင်ငံထိုင်းမြန်မာနယ်စပ်ကန်ချနာဘူရီခရိုင်ဆန်ကလာဘူရီစစ်စေးရိတ်ဂိတ်မှာ အသက်32နှစ်အရွယ်ထိုင်းနိုင်ငံသားယင်းမောင်းမောင်းနေလာတဲ့ ပစ်ကပ် track ကားတစ်စီးကိုတားဆီးဆစ်ဆေးခဲ့တယ်လို့သိရပါဗါးအဲ့ဒီကားပေါ်မှာအသက်26နှစ်အရွယ်မြန်မာနိုင်ငံသူတဦးလည်းပါဝင်တယ်လို့သိရပါဗါးအခုလိုမျိုးဆစ်ဆင်းနေတဲ့အချိန်ခိုင်းဆစ်ဆေးရေးအဖွဲ့ကမတင်ကားတဲ့အတွက်ကားကိုတေးချစွာဆီစစ်ရမှာရင်ရဲ့တကားများမှာပုံမှန်မဟုတ်တာကိုတွေးရှိခဲ့ရတယ်လို့ပြောပါတယ်ဒါကြောင့်အသေးစိတ်ဆစ်ဆေးကြည့်ရမှာအဖြူအောင်နဲ့အပြာရောင်အထုပ်များကိုတွေးရှိရပြီးတော့အဲ့ဒီအထုပ်များထဲမှာစိတ်ကြွယူသွတ်ဆေးပြား9996ပြားကိုတွေးရှိခဲ့ရတယ်လို့ပြောဆိုထားပါတယ်အဲ့ဒီနောက်ခိုင်းနိုင်ငံသားက မူရဲစေဝါများဟာ၎င်းရဲ့ချစ်သူမြန်မာနိုင်ငံသူနဲ့မသက်ဆိုင်ကြောင်းရှင်းပြထားပါတယ်။နေမကောင်းတဲ့အတွက်ဆရာဝန်ထံပြန်ရန်သာခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်းပြောဆိုထားပါတယ်။ထိုင်းရဲ့တပ်ဖွဲ့ကတော့တပ်တေကံပြစ်စည်းများနဲ့အတူနှောက်ဦးစလုံးကိုစစ်ဆင်းနေစေဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်ဆန်းတဲ့စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ